ဖြစ်ရင်နှစ်ရက်လောက်ကတော့ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးခင်ဗျာကိုကကိုလည်းကွဲပြဲလဲနေကိုကျွန်တော်ကျွန်တော်အိမ်လည်းပြက်တယ်လေကျွန်တော်လည်းအပြင်းပန်းနေရတယ်ကျွန်တော်တို့အဖွဲ့အစည်းကသူလူ35ရောက်ဆုံးသွားတယ်အခုချိန်ထိသူကောင်းအိတ်မပြောဘူးအိမ်မှာတခုကြကွဲရဲ့သူသူလန့်ပြီးတော့အဲ့ရနိုးပြီးထပ်ပြေးမလို့ဖြစ်တယ်စစ်အာဏာရှင်ခေတ်အဆက်ဆက်ပြည်သူကိုအနိုင်ကျင့်ရက်ဆက်ခဲ့တဲ့တမိုင်းတရခင်တဦးဖြစ်တယ်ကြံ့ဖို့ခင်ကြီးကတော့ပြီးခဲ့တဲ့ဇကိုင်းငလင်ဘေးကြီးအတွင်သူ့ရဲ့အိမ်လုံးဝပျက်စီးသွားသလို အခုတော့တခြားနေရာမှနေနေရပြီးသူ့မိသားစုတွေလည်း trauma အကြီးကျယ်ရနေပြီးကြံ့ဖို့အကောင်30ကျော်40နီးပါးတေဆုံးတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။တနိုင်ငံလုံးသူတို့စစ်ခွဲတွေကဆက်လို့ပြေးလွှဒုက္ခရောက်နေကြချိန်ကနေပြည်တော်မှာဇိန်နဲ့နေပြည်စည်းစိမ်ရစ်နေကြတဲ့စစ်ကောင်းဆောင်ကြံ့ဖို့ကောင်းဆောင်တွေဟာငလင်ဘေးမှာတော့မရှောင်နိုင်တော့ပဲဘုံပြောက်ပြီး trauma ရတဲ့အထိဒုက္ခကိုနှစ်ဖူးတွေ့ဒူးတွေ့ရင်ဆန်လိုက်ရတာပဲဖြစ်ပါတယ်။ ဖြစ်ဖြစ်ရင်နှစ်ရက်လောက်ကတော့ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးခင်ဗျာကိုကကိုလည်းကွဲပြဲလဲတယ်ကိုကျွန်တော်ကျွန်တော်အိမ်လည်းပြက်တယ်လေကျွန်တော်လည်းအပြင်းပန်းနေရတယ်ကျွန်တော်တို့အဖွဲ့အစည်းအတွက်လူ35ရောဆုံးသွားတယ်40ကျော်တော့တန်းရတယ်ဒီလည်းတထောင်ကျော်လောက်ဟိုပျက်စီးသွားတာပေါ့လေဆိုအဲ့လိုရှိတော့ကိုကိုတို့ကနဲ့ကိုပေါ့တိုးတော်လည်းပဲ28 29မှာပါတီတောင်းနေလို့တစ်ဖက်ကလည်းလူလူတောင်းတယ်ကျွန်တော်ထားဆောင်တာပေါ့ ဒီမှာကျွန်တော်အများကြီးဆောင်ရွက်ခဲ့တာရှိပါတယ်ဒါတော့ကျွန်တော်အခုအကျက်ချက်ပြောတာပို့ပါဦးဒီမှာအဟာဒါနာကိစ္စတွေတွေးလူတဲ့ကိစ္စတွေလူချင်းလိုအပ်တဲ့ပစ္စည်းတွေဒါတွေခဏတိုင်ကျွန်တော်လုပ်နေတာပေါ့ငလင်ဘေးနှစ်လဝန်းကျင်လောက်ရှိတဲ့အချိန်ထိဒုက္ခရောက်နေတဲ့ပြည်သူတွေကို နေရနဲ့အစာရေစာ လောက်ငတ်အောင်မပေးနိုင်တဲ့အနာ၃ရက်လုံးကိုရှုပ်ကင်ထားတဲ့မင်းအောင်လှိုင်မှာ တာဝန်မရှိဘူးလို့လဲခင်ကြီးကမဲအောင်လိုင်းကိုဘောမသွားပါသေးတယ်။ဒါအစောကမှလည်းစောကကရမတာဝန်ရှိတာမဟုတ်ဘူး။ကျွန်တော်လူသားအလုံးမှာတာဝန်ရှိတယ်။ခါရတာလည်းအလုံးခါရတာ။အဲ့ဒီလိုဆိုရင်ဒီပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေပေါ့။ NGO တွေရှိတယ်။ကျွန်တော်နိုင်ငံရေးပါတီတွေရှိတယ်။ကျွန်တော်တို့ကဘယ်ကဏ္ဍကူပေးရမလဲ။ကူပေးမှာပေါ့။နော်အတိပညာရော awareness လုပ်တဲ့အပိုင်းညပညာရမှာပါဖို့ဗျာပညာရမှာပါတဲ့တန်မှာ awareness လုပ်ပေးရတဲ့ပုစာရည်ကျွန်တော်က grassroots level တိရှိတယ်လေ ဒါတွေကျွန်တော်တို့ဘာဝင်လုတ်ပြရမလဲဒါလည်းကျွန်တော်နိုင်ငံတော်ဆွဲတော့တခါလေအကြံပြုနေဒီပညာရှင်တွေကိုလည်းကျွန်တော်တခါလေဂရုပေးပါတယ်လာကျွန်တော်ဒီမှာရှိတဲ့နိုင်ငံရေးပါတီတွေစူပါ54ပါတီရှိတယ်ကျွန်တော်ဝိုင်းပြီးတော့ကျွန်တော်ဘယ်ကဏ္ဍတွေမှာဘယ်လိုဆောင်ရွက်ပြရမလဲဘယ်လိုအတီးပေးပြရမလဲဘာပြောပြရမလဲစာရေးပြရစာဖတ်ပြရမယ်ဗျာဒါပြဒါမျိုးတွေကျွန်တော်ကကူပေးနေပါတယ်လို့တစ်ချက်ပြောနေပါတော့သူကြက်ချက်ကပြန်လဲကူစားခြင်းမှာကျွန်တော်အတွေ့အကြုံရပါတော့နော်အခုကျွန်တော်လိုက်ကြည့်တဲ့ခါကျတော့အခုကတော့ လူပုဂ္ဂိုလ်နဲ့ပတ်သက်လို့ပြောတော်တာရှိတယ်ဟိုအရာဝတ္ထုနဲ့ပတ်သက်လို့ပြောတော်တာရှိတယ်စိတ်ပိုင်းဆိုင်ရာရှိတယ် trauma ဖြစ်တဲ့လူတွေအများကြီးပဲအများကြီးပဲနော်ကျွန်တော်ကျွန်တော်မိသားစုဒီပြင်လင်းကျွန်တော်မိသားစုထဲမှာအသက်60လောက်ရှိတယ်ဟိုတယောက်ပါတယ်အခုချိန်ထိသူကောင်းအိတ်မပြောဘူးအိမ်မှာတခုကြကွဲရဲ့သူသူလန့်ပြီးတော့အေးဟာနှုတ်ပြီးထပ်ပြေးမလို့ဖြစ်တယ်ဒီလိုဖြစ်တယ်နောက်ကျွန်တော်တငယ်ချင်းရဲ့ဒီဝင်းကြီးတွေရပါပဲတငယ်ချင်းရဲ့ကျွန်တော်မြည်နေတဲ့သူကြောက်တတ်တဲ့ကလေးတွေ တခုမိုးချင်းသားကြိုင်းကိုထွက်ပြေးတယ်អော်တယ် trauma យ៉ាងណាគ្រីဒီလိုပဲကျွန်တော်တောင်ငူရောက်တယ်ဟိုခြေတော့ပြတ်တယ်လို့ပြည်ရဟိုဒီလိုပဲပြင်းပြီးတော့ခြေတော့ပြတ်သွားတယ်သူတို့ကျွန်တော်တို့တွေ့တဲ့အခါမှာသူတို့ဒဏ်ရာနာလို့မဟုတ်ဘူးစိတ်ခံစားချက်တွေဖြစ်နေအဲ့ trauma trauma យ៉ាងနေတဲ့လူပုံကိုယ်ကြီးကခုနဟိုဝန်ကြီးချုပ်ကြီးပြောသွားတာ3900ဘယ်လောက်တေဆုံးတာရှိတယ်လေ9149ဒဏ်ရာရတာရှိတယ်အင်ဂျင်ဘောက်6000လောက်ပျက်စီးတယ်အဲ့တမှာ trauma យ៉ាងနေတယ်ဘယ်လောက်ရှိမလဲမသိဘူး ဲ့တော့ပြန်လဲကုစားခြင်းပါဘာခုနစိတ်ပန်းဆရာကုစားခြင်းဆိုတဲ့အချက်တည်းကတော့နှစ်ပြန်ကဆုလို့မှအဖြစ်တရားနေနဲ့ထွက်သွင်းဆုလို့ပြင်တင်တယ်လို့ကျွန်တော်အကြံပြုလိုပါတယ်